ထူးဆန်းလို့တဲ့အကြည့်တွေကြောင့်စိတ်ကြမရေးမကောင်းဘူးလားဆိုပြီးတော့မင်းကွန်းထုတ်ခံနေရတဲ့အင်ဒရာကျော်စင်ရဲ့သမီးလေးပြည်သူတရာပြည်သူတရာကတော့အခုမှအသက်16နှစ်အရွယ်သားရှိသေးတာကြောင့်ငယ်စဉ်အရွယ်တုန်းကပြည်သူတရာလေးကိုလူများရှေ့မှာချပြခဲ့ပေမဲ့နောက်ပိုင်းမှာတော့ပုံလေးတွေသိမ့်မတင်ပဲအသက်73နှစ်ပြည့်မှသာပုံတချို့နဲ့အတူလူရှေ့ကိုပြန်လဲချပြခဲ့တာပါလူကောင်ကလည်းထွားပြီးတော့အသက်73နှစ်ကျော်လာတဲ့အချိန်မှာအရင်နဲ့မတူပဲလာသွေးကျလာခဲ့ပါတယ် ဒါပေမဲ့ပြည်သူတွေအတွက်ပြည်သက်တွေကတော့အပြေမှာအထီတွေကစုံတွေ့နေရတာမျိုးလည်းမရှိခဲ့ပါဘူး။ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ပြည်သူတွေကပထမဆုံးအနေနဲ့ပြည်သက်အများပြားရှိနေတဲ့နေရာကိုတွားရောက်ခဲ့ပါတယ်။ပြည်တည်ဦးနဲ့အင်္ဒရာကျော်စင်တို့နှစ်ယောက်ကငလင်ပေးကြောက်ဆေးရုံတနေရတဲ့ပြည်မနာမျိုး မလင်းပေးအတွက်သွားရောက်လူဒဏ်ခဲ့တာပါ။မလင်းပေးအတွက်အလူငွေတွေကိုသွားရောက်လူဒဏ်တဲ့အကြောင်းကိုသူတို့အကောင့်မှာမတင်ထားသလိုမီဒီယာတွေကိုလည်းအသိမပေးခဲ့ပါဘူး။ဒါပြင်မှာတော့တမင်းဖြစ်သူပြည်သူရာကိုပါလူဒဏ်တဲ့နေရာကိုခေါ်သားကပြည်သက်တွေနဲ့ပထမဦးဆုံးချိန်တွေ့စေခဲ့ပါတယ်။ဆေးရုံမှာရှိနေတဲ့သူတွေကလည်းပြည်သူတရာကိုပထမဦးဆုံးမြင်တွေ့လိုက်ရတာမို့အံ့အားသင့်စေကဓပုန်တွေတူတူရိုက်ခဲ့ကြပါတယ်။ဓပုန်တွေဝိုင်းရိုက်ကြလို့ ပြည်သူ့ဒရာရဲ့အပြုမူကတခုချင်းစီကအစဗီဒီယိုတွေရထားခဲ့တာပါဆေးရုံကသူနာပြုမှလည်းရထားတာဖြစ်ပြီးတော့တစ်တော်ပေါ်မှာတင်ခဲ့ပါတယ်အဆိုပါဗီဒီယိုလေးမှာတော့တစ်တော်မှာအရန်ကိုပေါက်သွားခဲ့သလိုလူကြည့်များသွားခဲ့ပြီးဗီဒီယိုထဲမှာပြည်သူ့ဒရာလေးရဲ့လှုပ်ရှားမှုပုံစံလေးတွေကိုအသေးစိတ်မြင်တွေ့ရသလိုအနီးကပ်လည်းမြင်တွေ့ခဲ့ရပါတယ်။အဲ့ဒီထဲမှာမှာပြည်သူ့ဒရာလေးရဲ့အကြီးကထူးဆန်းနေတယ်ဆိုပြီးတော့လူပြောများနေခဲ့တာပါ ဓာတ်ပုံနေတူတူတွဲရိုက်ဖို့အတွက်ပြည်သူတွေကတယောက်ပြီးတယောက်ပြည်သူ့တာရဲ့ဘေးနာကိုကက်လာခဲ့ရပါတယ်။ဒီချိန်မှာပြည်သူတာကမျက်ဝန်းနေကိုရရမကြည့်ရဲပဲတစ်ချက်တစ်ချက်ကိုကိုကြည့်နေတာပါ။ရှေ့ကိုကြည့်လိုက်ဘေးကိုကြည့်လိုက်နဲ့ပြည်သူတာရဲ့အကြည့်တွေထဲမှာမဝင့်မရဲကြည့်နေတဲ့အကြည့်တွေပါလို့နေခဲ့တာလည်းဖြစ်ပါတယ်။ဒါကိုပြည်သူတွေကတော့ပြည်သူတာရဲ့အကြည့်တွေကခဏမငြိမ်မဲထူးဆန်းနေတယ်လို့ကောက်ချက်ချခဲ့တာပါ။တချို့ကလည်းပြည်သူတာကစိတ်ကြမ်းမအေးမကောင်းတာများဖြစ်နေလားလို့ခံမနေကြပါရဲ့အခုလိုမျိုး ဝေဖန်ပြောဆိုနေကြတဲ့သူတွေကလူကြောက်တတဲ့အကျင့်စရိုက်ဗီဇတွေကိုနားမလည်သဘောမပေါက်ကြတဲ့သူတွေလည်းဖြစ်ပါတယ်။ပြည်သူတားရဲ့မျက်လုံးကခဏမငြိမ်တာကကြောက်ရွံ့စိတ်ကြောင့်မဝင့်မငယ်ဖြစ်နေတာပါ။ပြည်သူတားကအခုတစ်ချိန်မှသာပြည်သက်အများပြားနဲ့ပထမဦးဆုံးချိန်မြင်တွေ့ရတာပါ။ဒါပြင်မှာတော့ပြည်သူတားကမျက်နှာကို ြုံပြုံချွချွနဲ့နေချကကြောက်နေတဲ့ပုံစံမျိုးဖြစ်နေပါတယ်။လူကြောက်တတ်တဲ့သဘောကိုနားလည်တဲ့သူကတော့ပြည်သူတားလေးကလူကြောက်တတ်တဲ့သူလေးတယောက်ဖြစ်တယ်လို့ပြည်သက်တူကထောက်ပြခဲ့ပါတယ်။အဲ့ဒီလိုမျိုးလူကြောက်တတ်တဲ့သူတွေကလူအများနဲ့ကြုံတွေ့ရပြီးဆိုရင်ကိုပြောလိုက်ရမယ့်စကားတွေကမှားသွားမှာဆိုရင်ကကြောက်နေတတ်တဲ့ပုံစံသာဖြစ်နေကြတာပါ။လူတွေကိုရှိန်နေတာကြောက်နေတာကြောင့်ညလုံးအကြည့်စုံတိုင်းမှလည်းရှောင်တိန်နေကြရပါတယ်။ ဒါပြင်မှာတော့နောက်ထပ်နေရာတစ်ခုကိုသွားလို့တဲ့ဗီဒီယိုဖိုင်မှာလည်းဖြီးသူတာကဗီဒီယိုရိုက်တာကိုရှက်ကအခုလိုမျိုးအကြည့်နဲ့ပဲတုတ်ပြန်ခဲတာပါဖြီးသူတာရဲ့အကြည့်တွေနဲ့အပြုတ်မှုတွေကိုရှက်တဲ့စိတ်နဲ့ကြောက်တဲ့စိတ်တွေကပြုတ်မှုနေတယ်ဆိုတာလည်းပေးစေချင်ပါတယ်ဖြီးသူတာရဲ့အတော်ဖြစ်သူကလည်းအင်တာဗျူးတစ်ခုမှာဖြီးသူတာလေးကလူတွေနဲ့ရော်ရော်ရှက်ရှက်မနေတတ်ပါဘူးတယောက်တည်းတည်တတ်နေတာပါစကားလည်းသိမပြောဘူးဆိုပြီးတော့ပြောပြထားခဲ့ပါတယ်ကလင်ပေးအတွက်ရခဲ့တဲ့လူငွေတွေကိုမမမကန်သုံးဆွဲနေတဲ့ခန်းနေဝေကို တိရကူဆရာတော်ကြီးယခုလိုမျိုးအသိပေးလာခဲ့ပါတယ်။မကြသေးမီကငလင်ပေတဲ့ပြည်သူတွေအတွက်စုပေါင်းလူဒဏ်ခဲ့ကြတဲ့လူငွေတွေကိုမမမကသုံးဆမှုတွေနဲ့ပတ်သက်ပြီးတော့တိရကူဆရာတော်ကြီးပါဝင်ဘာသာရေးကောင်းဆောင်တွေရဲ့ထုတ်ပေါ်ပြောဆိုမှုတွေကလူမှုကွန်ရက်မှာစိတ်ဝင်စားစရာမြင့်တက်လာခဲ့ပါတယ်။အကြောင်းအရာတစ်ခုဖြစ်လာတဲ့အချိန်မှာငလင်ပေတန်ခံနေရတဲ့ဒုက္ခတွေအတွက်လူဒဏ်ငွေတွေကိုရည်ရွယ်ချက်မှန်ကန်စွာဖြင့်အသုံးမပြုဘဲကုကြုကုစည်းဝါးရေးအတွက်သုံးနေတယ်လို့ဆွဆွဲ